အချို့ negative comment တွေအရောမင်းကြတယ်ပေါ့နော်နှုတ်ဖတ်တလို့ရှင်ပါအကျိုးရှိလို့လည်းဘာမှမလို့အဘူးတယ်ပေါ့နော်ဂီတာတီးပြီးတချင်းဆိုရင်ဘာမှနှုတ်ဖတ်ဆရာမလို့ဂီတာတီးလဲခေါ်တယ်ပဲတီးမှာပေါ့အဲ့လိုမျိုးပြောတဲ့လူတွေရှိရပေါ့နော်အဲ့ဒါ negative ပိုင်းရလူတွေပေါ့နော်ဒါပေမဲ့အာဒီနေရာမှာကျွန်တော်အနေနဲ့နော်ဖတ်တတ်လို့ရှိရင်ဗာကျိုးရှိမလဲဆိုတာနည်းနည်းလေးပြောပြရချင်တာပေါ့နော် sharing legend ခန်းနေမှာတွေ့ခဲ့မှာနော်ဖတ်တတ်လို့ရှိရင်ကျွန်တော်တို့ ကီတာအတွက်ပဲဖြစ်ဖြစ်ဖြစ်တော့အတွက်ပဲဖြစ်ဖြစ်အဆောအတွက်ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့တချင်းရေးတဲ့အစင်းရောက်လို့ရှင်လဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရေးတဲ့တချင်းတွေရဲ့ melody ကိုတည်တည်ချာချာလေးမှတ်သားနိုင်တာပေါ့နော်ဒီတိုင်းအလွတ်မှတ်တာထက်ကျွန်တော်တို့ music note နဲ့မှတ်လို့ရှင်ပို့ပြီးတော့တီးကြတာပေါ့ကျွန်တော်တို့စာရေးတယ်လို့ပဲဒီတိုင်းပဲအာစာရေးမယ်ဆိုရင်ကပြစီမယ်ဆိုဒီတိုင်းပဲအလွတ်စိတ်ထဲမှာစီပြီးသွားပြီဆိုရင်တကယ်လို့ကျွန်တော်တို့ စာအုပ်ထဲမှာမမတ်ဘူးဆိုရင်ကြာလာလို့ရှင်မေ့တတ်တာလေအဲကြောင့်သချင်းလဲဆိုသူပဲရေးတာပဲဖြစ်တီးတာပဲဖြစ်အာကျွန်တော်တို့ဖတ်တတ်လို့ရှင်နှုတ်ဆက်ရဲထဲမှာတည်ချာလေမှတ်ထားလို့ရပါဘောနော်โอเคဒီဗီဒီယိုမှာတော့အဓိကကျွန်တော် sharing page နာတော့ site syncing တင်ခန်းစာ၃ဘက်ဖြစ်ပါတယ်ကျွန်တော်တို့စာကြရအောင် ဟုတ်ကဲ့ပါဗီဒီယိုဆက်မကြည့်ခင်ပါ KBK ရဲ့ Facebook page ကို like ပြီး YouTube channel ကိုလည်း subscribe champion KBK ကိုအားပေးကြပါအောင်ခင်ဗျာโอเคဒီနေ့ size thinking တင်ခန်းစာတုံးလေးလာဖို့အားလုံးအနေနဲ့တင်ခန်းစာတစ်နဲ့နှစ်လေးလာပြီးဘီလို ကျွန်တော်ရောက်လင့်ပါတယ် ပင်ဒင်ကန်စာတိထဲမှာလဲတွဲဖက်လေဂျင်ခန်ငါခုနဲ့ဒင်ကန်စာနှစ်တွဲဖက်လေဂျင်ခန်ငါခုတွေရှိပါတယ်အဲ့ဒါအကုန်လေးလာပြီးပြီဆိုရင်ကျွန်တော်တို့အခုကျွန်တော် sharing ပေးမယ် level နည်းနည်းလေးမြင့်သွားမှာပေါ့နော်ဒင်ကန်စာတုံးမှာအဲ့ဒါကိုကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ် okay ကျွန်တော်တို့စကြရအောင်နော်ဒီဒင်ကန်စာမှာကျွန်တော်အာ page မှာ intro လေးပေးထားသလိုပဲကျွန်တော်တို့ ဘာလိုအပ်လဲပေါ့နော်ကျွန်တော်တို့လိုအပ်ချက်တွေထက်ကျွန်တော်ပြထားတဲ့နှုတ်တွေပေါ့ကျွန်တော်ဒီနေ့အခြားကျွန်တော်တို့တင်ခန်းစာတင်နေနေမှာတင်ထားတဲ့နှုတ်ငါလုံးထက်ပို့ပြီးတော့ဆိုတော့မှာဖြစ်တယ်နော်တင်ခန်းစာတင်မှာကျွန်တော်တို့ C D E F G ဆိုခဲ့တယ်လို့တင်ခန်းစာနေမှာလည်းအတူတူပဲ C D E F G ပဲဆိုခဲ့တာအခုကျွန်တော်တို့တင်ခန်းစာ၃မှာ အခြားအပြင်နှုတ်တွေလည်းထပ်လာမှာတော့မှဖြစ်ပါတယ်ဗောနော်အဲကြောင့်ဒီချာလေးအယုံဆိုင်မယ်ဒီချာလေးနားထောင်မယ်နားမလည်ရင် comment မန်ပြီးတော့မေးလို့ရโอเคဒါကောင်က free ဆိုတော့အထင်မသေးပါနဲ့ဗောနော်စူးစမ်းပြီးလေ့လာကြည့်ကြပါဘာဖြစ်လဲဆိုတော့အကျိုးရှိပါတယ်โอเคအခုကျွန်တော်တို့ကြည့်ရအောင်ကျွန်တော်တို့တင်ခန်းစာတင်နေနေမှာလေ့လာခဲ့တဲ့ note ကဒါလေးက C ဒီနေရာလေးက D ဒီနေရာလေးက e နော် e ပြီးသွားပြီဆိုရင်ဒီနေရာလေးက f ပြီးရင်ဒီနေရာလေးက g ဟုတ်တယ်နော် okay ကျွန်တော်တို့ဒီအဆင့်ထိရပြီဆိုရင်အားလုံးမမိလားအတန်လေးကဆိုတာရှိရလေကြံပြောတော့လို့ပဲ music note ကခုနလုံးရှိရ do re mi fa so la ti do do ti la so fa mi re do အဲ့ဒါကိုကျွန်တော်တို့ do re si ya do di ya re mi fa so la ti do ဆိုတာရှိတယ်နော် cd e နဲ့တွားရင်လည်းအာကျွန်တော်တို့ဒူက c d e f g a b c အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့တည်ထားဖို့လိုပါတယ်အတန်လေကားကတော့ဒီတိုင်း လေကအသက်ဆိုရင်ဒီဖက်သွားမယ်လေကအစင်းဆိုရင်ဒီဖက်စင်းမယ်ဒိုရေမီဖာဆိုလာတီဒိုအတန်လေကအသက်ဒိုတီလာဆိုဖာမီရေဒိုအတန်လေကအစင်းโอเคအဲ့ဒါကိုကျွန်တော်တို့တီးပြီးပြီဆိုရင် အရင်ကကျွန်တော်လေ့လာခဲ့ပြီးသား note ကငါလုံးရှိတယ်ဒီနေ့ကျွန်တော်အပိုလာတီဒိုတွေရေမီအထိလဲသက်သက်သွားလို့ရပါတယ်ဥပမာကျွန်တော်ဒိုဘင်းရေမီပဲသက်လာပါတယ် ီတိုင်းဝိုင်းပြီးတော့သွားနေရပါတော့ဝိုင်းသွားတယ်ဆိုပေမဲ့သူကအတန်လားပုံပုံပုံမြင့်သွားတယ်โอเคပြန်နေလာတာမဟုတ်ပြီးရင်အောက်ဆင်းသွားရင်လည်းအတန်လားပုံနေနေကြမယ်မမြင့်သွားโอเคအဲကြောင့်တကယ်လို့ကျွန်တော်တို့စုံနိုင်ခဲ့တယ်အော်နိုင်ခဲ့တယ်ဆိုရင်ဒိုရေမီဖာဆိုလာတီဒိုရေမီဖာဆိုလာတီဒိုရေမီအော်နိုင်ရင်အော်နိုင်သွားဆက်တက်သွားလို့ရအတန်ဒီကားကနော်โอเคဒီနေ့ကျွန်တော်တို့ A ဒီအတန်လေးကားကသစင်သွားတဲ့အခါကျရင်လေ staff ပေါ်မှာကျွန်တော်အတန်လေးကားတက်တဲ့အခါမှာကျွန်တော်သစင်ချင်းစစ်တက်မယ်ဆိုရင် line being space တက်တယ် space being line တက်တယ် line being space တက်တယ်မှာဖြစ်တယ် okay အကြောင်းမို့လို့ကျွန်တော်တို့ c d e f g ပြီးသွားပြီဆိုရင် g ရဲ့နေအတန်လေးကားသစင်တက်သွားလို့ရှင်ဒီနေရာမှာ a ဖြစ်သွားတာဖြစ်ပါတယ် နော် a space number 2က a ကဲ a ရဲ့နေအတန်တေကသင်သက်တဲ့ရင် dio ခုံမသွားဘူး space ကိုတန်းမသွားဘူး space b in line တခုကြံနေတော့ line ကိုရင်သွားမယ်အဲ့ဒီ line က a ရဲ့နေသင်သက်သွားတဲ့လေကဖြစ်တဲ့အတွက် b ရဲ့အတန်ဖြစ်တယ် b ပေါ့နော် pin b ရဲ့နေသင်သက်သွားရင် line ကိုမသွားဘူးနော်ဒီလို line ကိုချက်ချင်းသွားတာမဟုတ်ပဲねဒီ space ကိုရင်သွားမယ် space number 3က c င်းဒီလိုပဲเนาะ C ကနေသင့်တက်ရင် D D ကနေသင့်တက်ရင် E E ကနေသင့်တက်ရင် F okay အဲကြောင့်မလို့ကျွန်တော်တို့ note ကိုသင့်ချင်းစီလေကားလို့တက်မယ်ဆိုရင် line space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  တက်သွားမယ် line in space အပေါ်အထည်တင်လို့ရတယ် Okay, that's when C D E F G ကျွန်တော်တို့ဆိုပြီးပြီ။အခုနောက်အတိတ်ကတော့ A B C ဝင် D အတိတ်နော်။ဒီမှာလည်း D ရှိတယ်လို့ဒီမှာလည်း D ရှိတယ်။ဒီ D ကပုံနေတယ်ဒီ D ကပုံမြင်တယ်။ B E F G အဲ့လိုမျိုး။ Okay. ဒီနေ့ကျွန်တော်တို့ C အထိပဲဆိုမှာဖြစ်တယ်။ဒီအထိနားလည်လောက်မယ်လို့ထင်ပါတယ်။ ကဲဒါဆိုရင်ကျွန်တော်တို့မှတ်ပုံမှတ်နည်းကဘယ်လိုမျိုးလွယ်လဲဆိုတာကိုကျွန်တော်ပြပါမယ်နော် C ကိုမှတ်ပါဒီ C ရာသူက clap ပြအောင်မှာရှိရဲ line တူတူလေးဒီ C ကိုမှတ်စီမန်မီပြီးသွားပြီဆိုရင် line နာမည်ကိုကြည့်ရအောင် line နာမည်ကဒါလေးက e g b d f အဲ့ဒါကို ကျွန်တော်တို့ music လေ့လာတဲ့သူတွေက အလွယ်ဆုံးနီးပေါ့နော်မတ်လို့အမြန်ဆုံးနီးကိုကျွန်တော်ဘယ်တော့မှကြလဲဆိုတော့ E ကို every လို့ကျွန်တော်မှတ်ပြီးတော့ G ကို good B ကို boy D ကို that's F ကို fine လို့မှတ်ကြတယ် every good boy that's fine ပြီးရင် space နာမည်က F A C E face လို့မှတ်ကြတယ် F A C E face လို့မှတ်တယ်ဆိုရင်ကျွန်တော်တို့ face မှတ်လို့ရတယ်နော် face bin a sin line man mesen e de la line space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  line so e f g a b c d e f လို့တတ်တာ okay အဲ့ဒီ note ကိုမှန်မိပြီဆိုရင်ကျွန်တော်တို့သင်ခန်းစာတိတ်နဲ့နှစ်မှာလေ့လာခဲ့တယ်လို့ပဲကျွန်တော်တို့လေ့လာလို့ရပါတယ် music note တွေဆိုလို့ရ okay ကဲဆိုကြည့်ရအောင်ဒါ sing 5မဟုတ်ပါ sing 3ပေါ့အခုမှ lesson 3ဆိုတော့ sing tree တင်ကန်စာတစ်အပိုင်းကနော်အခုတင်ကန်စာတစ်ကနေကျွန်တော်တခါတဲ့အတူတူဆိုင်အားဒီမှာ do re mi fa so la ti do ti la so fa mi re do do re do mi do fa do re, 嗦哆啦哆提哆哆哆提哆啦哆嗦哆发哆咪哆瑞哆哆。လေ့ကျင့်ကြပါဒီ note ကိုနားလည်တယ်ဆိုရင်သင်ခန်းစာတိတိနဲ့နဲ့ပိုင်ပြီးတော့အာကျွန်တော်တည်ပါတယ် တကယ်လို့ဒါနားမလဲဦးစင်တင်ခန်းစာတစ်နေနေမှာပိုင်သေးလို့တင်ခန်းစာတစ်နေနေကိုတွားပြီးတော့ပြန်လေ့လာပါโอเคတကယ်လို့ဒီဗီဒီယိုအားလုံးအသက်အကျိုးရှိတဲ့ဆိုရင်ထုံးစာနိုင်လို့ပဲ KBK ရဲ့ YouTube channel ကို subscription ဖြင့်ကျွန်တော်လည်းအားပေးချပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ် See you in the next video bye bye